ပဲခူးတိုင်းမကွေးတိုင်းအေယာဝတီတိုင်းကလက်နက်ချသူတွေအပါအဝင်ဖမ်းဆီးခံရသူအကြမ်းဖက်မြန်မာစစ်သား82ယောက်ရှိခဲ့ပါတယ်။အဲ့ဒီ82ဦးအထဲမှာပဲခူးတိုင်းကပါစာ16နဲ့လီလာတောင်အနီးက30ယောက်မကွေးတိုင်းနှက်ရီကန်ကလက်နက်ချသူတက်ကြက်တယောက်နဲ့အေယာဝတီတိုင်းတာပေါင်းနဲ့လေးမျက်နှာမြို့နယ်မှာ40အထိရှိတယ်လို့ AA ရဲ့နိုဝင်ဘာ17ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့သတင်းမှာဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်ထဲမှာဖန်ဆီးရမိသူစရင်ကိုနှိမ့်ဆွဲတွေနဲ့အတူဖော်ပြထားပါတယ်။နှိမ့်စင်ရက်ဆက်ပြင်းထန်နေတဲ့တိုက်ပွဲတွေအတွင်းစစ်ရေးအရာမြည်သောမှရှင်းနိုင်စွမ်းမရှိတဲ့အပြင်စစ်ကော်မရှင်ရဲ့မတရားသဖြင့်အသိအဓမ္မစစ်မှုထမ်းဖို့စုဆောင်ခံရတဲ့တပ်ဖွဲ့ဝင်အစ်စ်တွေဟာလည်းတိုက်ခိုက်လို့စိတ်မရှိပဲတိုက်ပွဲဖြစ်ပွားရနေရာတွေကနေအခွင့်အရေးရရင်ရတယ်လို့နှိမ့်စင်နဲ့အမျှထွက်ပြေးနေကြပါတယ်။ ဒါအပြင်အချို့တော့တပ်ဖွဲ့ဝင်တွေမှာ AA ထံအလံပြူထောင်လက်နက်ချကအလင်းဝင်ရောက်လျက်ရှိကြသလိုအချို့တော့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကိုလည်းတိုက်ပွဲတွေအတွင်းလက်နက်နဲ့ဒါမှမဟုတ်လက်နက်မဲ့လက်ရဖမ်းဆီးမှုတွေရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အလင်းဝင်ရောက်လာတဲ့သူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအလုံးနှိပါးဟာ 2025ခုနှစ်အတွင်းစစ်ကော်မရှင်တပ်ရဲ့အတင်းအဓမ္မစစ်မှုထမ်းပေါ်တာဆွဲခြင်းခံရတဲ့စစ်တင်နန်းစင်းတွေဖြစ်ကြပြီး အချို့ကတော့ဆက်ရှင်နဲ့မပြည့်သေးတဲ့သူတွေအထက်တန်းကြောင်တက်နေကြတဲ့ចောင်းသားတွေဖြစ်တယ်လို့ဆိုပါတယ်လက်နက်ချအလင်းဝင်ရောက်လာသူတွေကိုစစ်တုံ့ပန်ဥပဒေနဲ့အညီကားမွန်စွာပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းအေအေကဖော်ပြထားပါတယ်ရှင်